မင်္ဂလာပါခင်ဗျာအခုချိန်ကစပြီး2025ခုနှစ်အေဗီလာ19ရက်နေ့ညပိုင်းမှာတင်ပြပေးမယ် Radio NUG ရဲ့စီးရီးသတင်းများကိုဖတ်ကြားပေးသွားတော့မှာဖြစ်ပါရယ်ခင်ဗျာကျွန်တော်ကတော့ຫນွေဦးနိုင်ပါအခုပထမဆုံးထုတ်ဖို့အနေနဲ့ကြောက်တော်မျိုးကိုစစ်တပ်ကဂျက်ဖိုင်တာနဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်အရဲသားတအုပ်တည်ဆုံးပြီးတော့20ကျော်တန်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်ရခိုင်တပ်တော် AA ထိန်းချုပ်ထားတဲ့ကြောက်တုံမျိုးကိုစစ်ကောင်စီကဒီကနေ့ AB 19ရက်နေ့ မနေ့အစောပိုင်းမှာ jet fighter နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဒေသနေအရဲသားတအုပ်တီဆုံးပြီးတော့20ကျော်တန်ရာရသွားတယ်လို့ဒေသတွင်းသတင်းတွေကဆိုထားပါတယ်။ကြောက်တော်မျိုးကမြို့တည့်ရက်ကွက်ပြည်တော်သားရက်ကွက်နဲ့ရှမ်းရွာရက်ကွက်အပါအဝင်မြို့အနှံ့ဒီကနေ့မနေ့အစောပိုင်း2နာရီခွဲနဲ့3နာရီကြားမှာဘုံတွေကျဲခဲ့တာလို့သိရပါတယ်။စစ်ကောင်စီကပေါင်900ဘုံနဲ့ပေါင်300ဘုံတွေအပါအဝင် rocket ဒုံးတွေနဲ့ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီးတော့စုစုပေါင်း10လုံးကျဲချတိုက်ခိုက်ခဲ့တာလို့ ဒေတာနေပြည်သူတွေရဲ့ပြောဆိုချက်တွေကိုကိုးကားပြီးတော့ဒေတာတွင်သတင်းတွေကဖော်ပြထားကြပါတယ်။စစ်တပ်ကပုံကျဲချခဲ့တဲ့နေရာတွေဟာတမဝရမယုံပြည်တော်သားရက်ကွက်ကတ6လမ်းကတ9လမ်းကတ7လမ်းနဲ့မြို့သိရက်ကွက် ရှမ်းရရွက်ကတ်တို့ဖြစ်တယ်လို့လည်းသိရပါတယ်။ပြည်သူလူထုအိမ်မောကြနေချိန်မှာလေကြောင်းကနေတိုက်ခိုက်တာကြောင့်အိမ်တွေပျက်စီးကပြည်တော်သားရက်ကွက်ကတ6လမ်းမှာနေတဲ့အသက်38နှစ်အရွယ်မြို့သားတအုပ်တီဆုံးပြီးတော့ 22ဦးဒဏ်ရာရခဲ့တယ်လို့မပောက်ကွဲသေးတဲ့ဘုံတွေလည်းရှိသေးတယ်လို့ဒေသနေပြည်သူတွေကဆိုထားပါဗျ။ဧပြီလ23ရက်နေ့တကြံအကြိုနေ့တုန်းကလည်းကြောက်တော်မျိုးကိုစစ်ကောင်စီကလေကြောင်းကနေဘုံချဲခဲ့တဲ့အတွက်အယက်သား2ဦးဒဏ်ရာရခဲ့တယ်လို့မှတ်တမ်းတွေအရာသိရပါဗျ။တိုက်ခိုက်မှုတွေအဆုံးသတ်ဖို့အာဆီယံအလှည့်ကြောဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် NY Ibrahim ကစစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်နဲ့မျက်နှာချင်းဆိုင်တွေ့ဆုံချိန်မှာတောင်းဆိုခဲ့တာကိုဂရုမစိုက်ပဲဆက်လက်ဘုံကျဲတိုက်ခိုက်နေတာပဲဖြစ်ပါရယ်ခင်ဗျာ။ ဆက်လက်ပြီးစစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်ပြုံးလွင်ခရိုင်မှာတရက်တည်းအရသာပြည်သူ14ဦးသေဆုံးက10ဦးဒဏ်ရာရတဲ့သတင်းကိုတင်ပြပေးပါမယ်။အပြစ်ရထားမယ်လို့ကြေညာထားတဲ့အကြံပတ်စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့်အေဘီလာ၁၈ရက်နေ့တရက်ထဲမှာပဲအရဲသားပြည်သူ၁၄ဦးသေဆုံးက၁၀ဦးဒဏ်ရာရသွားတယ်လို့ပြည်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကထုတ်ပြန်လိုက်ပါတယ်။ ARD မီအတိုင်းအထက်ကနေစုံစင်းလာတဲ့တကြားတင်တန်ကုန်တင်မောတစင်းကိုဝက်လက်မြို့နယ်ရှေးမကရွာမှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ကမနေ့က ambulance 6ရက်နေ့မနက်7:00နာရီကျော်အချိန်မှာတနက်နဲ့ပြစ်ခတ်ခဲ့ရမှာအနီးမှာရှိတဲ့ဆက်လီတစင်းကိုထိမှန်ပြီးတော့မရီယာနေကအသက်32နှစ်အရွယ်အမျိုးသားတအူးတီဆုံးကအသက်29နှစ်အရွယ်အမျိုးသားတအူးတန်ရရသွားတယ်လို့ဆိုပါတယ်။ ။ထို့အတူမိထီလာရှန်တဲ့လီတဲ့စခန်းကနေတက်လာတဲ့ Jet Fighter ကတပိတ်ချင်းမျိုးနဲ့လေကျကြေးရွာကိုမနေ့ကမနက်စေနိုင်ဝန်းကျင်မှာပေါင်300ဘုံကျဲချခဲ့တာကြောင့်အရသာပြည်သူ73ဦးတိဆုံးက3ဦးဒဏ်ရာရသွားတယ်လို့သိရပါဗျ။ ဒါအပြင်ညနေ၄နာရီခွဲဝန်းကျင်အချိန်မှာလဲမိထီလာရှန်ဒဲလီတဲ့စကန်ကနေတက်လာတဲ့ Jet Fighter တစ်စင်းဟာတပိတ်ချင်းမြို့နယ်ရေထွက်ရွာလမ်းခွဲအနီးကိုဘုံနှလုံးချေချတယ်လို့သိရပါဗျ။ဒီတိုက်ခိုက်မှုမှာတော့မိတိုင်းတတိုင်းလဲကျပျက်စီးခဲ့ပေမယ့်အရသာပြည်သူတွေထိခိုက်မှုမရှိခဲ့ဘူးလို့ပြည်ဦးဝင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပါကာဖာကထုတ်ပြန်ထားပါဗျ။ အလားတူပဲစင်ကူးမျိုးနဲ့ကြည်တောက်ပေါက်ရွာကစာတင်ချောင်းကိုမိထီလာလီဒက်စကန်ကတက်လာတဲ့ဂျက်ဖိုက်တာတစင်ကမနေ့ကအေဗလာ၁၈ရက်နေ့နေ့လယ်၁၂နာရီခွဲအချိန်မှာပေါင်900ဘုံတလုံးကျေချခဲ့တာကြောင့်အရသာပြည်သူ6ဦးထိခိုက်ဒဏ်ရာရခဲ့ပြီးတော့စာတင်ဆောင်3ဆောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်ဒါကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ဝေးတဲ့နေရာမှာနေထိုင်ကြဖို့နဲ့လေကြောင်းရံကိုကာကွယ်နိုင်ဖို့ ဘုံခိုခြင်းတွေတူးထားကြဖို့ကိုလည်းပြုံးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကနှိုးဆော်ထားပါရယ်ခင်ဗျာဆလဘီကမာရွတ်ရဲစကန်းကိုမြို့ပြပျောက် जा အဖွဲ့တွေကလက်ပစ်ဘုံနဲ့တိုက်ခိုက်တဲ့တဲ့တင်ကိုတင်ပြပေးပါမယ်။ရန်ကုန်တိုင်းကမာရွတ်မြို့နယ်ရဲစကန်းကိုမြို့ပြပျောက် जा အဖွဲ့တွေကလက်ပစ်ဘုံနှလုံးနဲ့တိုက်ခိုက်ခဲ့တယ်လို့မြို့ပြပျောက် जा အဖွဲ့တစ်ခုဖြစ်တဲ့ရန်ကုန် UG People Army YUPA ကထုတ်ပြန်ထားပါတယ်။ဒီစစ်စင်ရေးကိုမြို့ပြပြောက်ကြားအဖွဲ့တွေဖြစ်တဲ့ Operation Flame နဲ့ရန်ကုန် UG People Army YUPA တို့ကမနေ့ကဧပြီလ18ရက်နေ့ညစင်နာရီခန်းမှာလှုပ်ဆောင်ခဲ့တာလို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုမှာအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေထိခိုက်မှုရှိနိုင်ပြီးတော့အသေးစိတ်အခြေအနေတွေကိုသိရအောင်ဆက်လက်စုံစမ်းနေတယ်လို့ Operation Flame OF အဖွဲ့ကလည်းအတည်ပြုထားပါတယ်။စစ်စင်ရေးလှုပ်ဆောင်ခဲ့တဲ့ရဲဘော်တွေအားလုံးဘေးကင်းနေရာပြန်ရောက်ပြီလို့လည်းမျိုးပြပြောက်ကြားအဖွဲ့တွေကပြောပြထားပါတယ်။အခုစစ်စင်ရေးကိုဖော်ဆောင်ခဲ့တဲ့ Operation Flame နဲ့ရန်ကုန် UG People Army တို့ဟာရန်ကုန်တော်လှန်ရေးမဟာမိတ်တွေနဲ့ပူးပေါင်းပြီးတော့စစ်ကောင်စီကိုအရှိန်မြှင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူလူထုအနေနဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရှိတဲ့နေရာကိုရှောင်ရှားသွားလာကြဖို့နှိုးဆော်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးအောင်ပွဲတွေနဲ့ပြန်လာတဲ့ ABSDF နဲ့မဟာမိတ်အဖွဲ့တွေကရဲဘော်တွေကိုပြည်သူလူထုကတောင်းတဖြားဖြားကြိုးစားတဲ့တဲ့ရင်ကိုတင်ပြပေးပါမယ်။ကလေးကံကောလမ်းပိုင်းကဆစ်စင်ရေးတွေမှာပူပေါင်းပါဝင်ခဲ့တဲ့ရဲဘော်တွေပြန်လာကြချိန်မှာပြည်သူတွေကကြိုးသူတွေကကြိုးစားခဲ့ကြတယ်လို့ ABSDF စစ်ကြောင်း၃ကထုတ်ပြန်ထားပါတယ် ချင်းဒေသကာကွယ်ရေးတပ် CDF KKG က major operation အဖြစ်ဦးဆောင်တဲ့စစ်စင်ရေးဟာနှစ်လနီးပါးကြာမြင့်ခဲ့တယ်လို့သိရပါဗျ။အဲ့ဒီစစ်စင်ရေးမှာချင်းအမျိုးသားတပ်မတော် CNA ကကုတ်ကဲပြီးတော့ ABSDF တပ်ဖွဲ့မာမိတ်တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်ခဲ့ကြတာလို့လည်းအသိပေးထားပါဗျ။နှစ်လနီးပါးကြာတဲ့ဒီစစ်စင်ရေးမှာကလေးမျိုးနယ်တောင်ပိုင်းကကဗန်ဒီစစ်စခန်းနဲ့ကြံသာရွာစစ်စခန်းတွေအပါအဝင်စစ်စခန်း၅ခုကိုသိမ်းပိုက်နိုင်ခဲ့တယ်လို့လည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ် စစ်စင်ရေးကာလအတွင်းမှာ ABSDF ကတက်စုမှုတဦးနဲ့ဒုတက်စုမှုတဦးကြာဆုံးခဲ့ပြီးတော့ရဲဘော်6ဦးတန်ရာရခဲ့တယ်လို့သိရပါတယ်။ဒီစစ်စင်ရေးကိုချင်းအမျိုးသားတပ်မတော် CNA ကကုတ်ကဲပြီးတော့ CDF ဟာခါ CDF တန်တလန် CDF CDM စီရင် ABSDF ရောဒီတာလွတ်မြောက်ရေးတပ်ပေါင်းစု PDF ဖကော့ RKDF ဟန်တာဝရီပကဖ MCR PDF ကောကလေးတောင်ပိုင်းတော်လိုင်းအင်အားစုအဖွဲ့တွေပူးပေါင်းပါဝင်ခဲ့ပါတယ်လို့စီရင်မှတ်တမ်းတွေအရသိရပါတယ်ခင်ဗျာဆလဘီစေကောင်စီရဲ့နေပြီးတော့အီလာလီဒက်စကန်အားတရားခွနစ်မမရှော့ဒုံ၃လုံးနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်တဲ့တဲ့ရင်ကိုတင်ပြပေးပါမယ် စေကောင်စီရဲ့နေပြည်တော်အေလာလီတဲ့စခန်းအားတရားခွင်နဲ့မမရှော့ဒုံသုံးလုံးနဲ့အောင်မြင်စွာတိုက်ခိုက်နိုင်ခဲ့တယ်လို့သတင်းရရှိပါတယ်။ Brave Warriors for Myanmar BWM အဖွဲ့ဥဆောင်စီမံမှုဖြင့် Black Leopard ကျက်တင်နဲ့အဖွဲ့ဟာ2025ခုနှစ်မလ16ရက်နေ့ည09:05မိနစ်အချိန်မှာစစ်ရှုံးကောင်စီရဲ့နေပြည်တော်အေလာလီတဲ့စခန်းအတွင်သူတရားခွင်နဲ့မမရှော့တိုက်ဒုံသုံးလုံးနဲ့အောင်မြင်စွာပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ ရန်သူဘက်မှထိခိုက်မှုအချို့ရှိကြောင်းကနအူးစုံစမ်းသိရှိထားတော်လဲတရင်ပုံမှုခိုင်မာစီရန်အတွက်အတည်ပြုနိုင်ရန်ဆက်လက်စုံစမ်းနေပြီလို့သိရပါပါတယ်ခင်ဗျာ။ ဆက်လက်ပြီးမိုးပြင်းမြို့ပြန်ရရည်အင်အားတရာကျော်နဲ့ထိုးစစ်ဆင်လာတဲ့စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ခဲ့ရာစစ်သား15ဦးထက်မနည်းတန်ရာရတဲ့တရင်ကိုတင်ပြပေးပါမယ်။စစ်ကောင်စီဘက်ကမိုးပြင်းမြို့ကိုပြန်လည်သိမ်းပိုက်နိုင်ဖို့ဒီကနေ့ဧပြီလ19ရက်နေ့မနက်9:00ဝန်းကျင်ကမှအင်အားတရာကျော်နဲ့ဒရုန်းတွေလက်နက်ကြီးတွေနဲ့ထိုးစစ်ဆင်လာတာကြောင့်ခုခံတိုက်ခိုက်ခဲ့ရာမှာစစ်သား15ဦးထက်မနည်းပြင်းထန်တန်ရာရသွားတယ်လို့ရှမ်းတောင်စစ်ဒေသခွဲကအသိပေးထုတ်ပြန်လိုက်တာပဲဖြစ်ပါတယ်။ ရှမ်းကရင်ဒီစစ်တိုင်းဒေသရှမ်းတောင်စစ်ဒေသကွယ်အမှတ်1ဘျူဟာ KNY အမျိုးသားကာကွယ်ရေးတပ် KNDF နဲ့မဟာမိတ်တပ်တွေပူးပေါင်းထိန်းချုပ်ထားတဲ့မိုးပြဲမျိုးကိုပြန်လည်သိမ်းပိုက်နိုင်ဖို့စစ်ကောင်စီဘက်ကအင်အားအလုံးအင်းနဲ့ထိုးစစ်ဆင်လာတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတယ်လို့စစ်ရေးသတင်းတွေအရသိရပါတယ်။ဒီကနေ့ဧပြီလ16ရက်နေ့မနက်မှာဆိုရင်လေစစ်ကောင်စီဘက်ကအင်အားတရာကျော်နဲ့ drone တွေလက်နက်ကြီးတွေသုံးပြီးတော့ထိုးစစ်ဆင်လာတာကြောင့်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ထိတ်တိုက်တွေ့ပြီးတော့ပြင်းထန်တိုက်ပွဲဖြစ်ခဲ့တယ်လို့ရှမ်းတောင်စစ်ဒေသခွဲကအသိပေးထားပါတယ်။စစ်ကောင်စီဘက်ကထိုးစစ်ဆင်လာ ာရာကိုပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကဒရုန်းတွေနဲ့ပြန်လည်ခုခံတိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီဘက်က15ဦးထပ်မင်းနဲ့ပြင်းထန်တံရရသွားပြီးတော့ထိခိုက်မှုများတာကြောင့်ခမာယ422တပ်စခန်းကိုပြန်လည်ဆုတ်ခွာခဲ့တယ်လို့ဆိုပါတယ်။နှစ်နာရီခန့်ကြာတဲ့အဲ့ဒီတိုက်ပွဲမှာပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကရဲဘော်2ဦးထိခိုက်တံရရခဲ့ပြီးတော့တိုက်ခိုက်ရေးဒရုန်းအကြီးတစ်စင်းပျက်စီးဆုံးရှုံးခဲ့ရတယ်လို့သိရပါတယ်။ဒရုန်းတစ်စင်းအမြန်ဆုံးပြန်လည်ဝယ်ယူနိုင်ရေးပြည်တွင်းပြည်ပကထောက်ဖို့ပြည်သူများအနေနဲ့ဝိုင်းဝန်းကူညီဖို့လဲ ရှမ်းတောင်စစ်ဒေသခွဲအမှတ်1ဗျူဟာကအကူအညီတောင်းခံထားပါတယ်။တိုက်ပွဲတွေအချိန်မရွေးထပ်ဖြစ်နိုင်တာကြောင့်မိဘပြည်သူများအနေနဲ့မိုးပြင်းမြုပ်ကိုဖျက်တမ်းသွားလာမယ်ဆိုရင်မြေပြင်အခြေအနေတွေကိုမေးမြန်းစုံစမ်းပြီးမှဖျက်တမ်းသွားလာကြဖို့လေရှမ်းတောင်စစ်ဒေသခွဲကတတိပီ ထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ဆက်လက်ပြီးနမ်စန်ခရိုင်ကမူရစ်စေးဝါသုံးဆွဲသူ43ဦးကိုအချင်းစာရိတ်တာပြုပြင်ပေးပြီးတော့ပြန်လွတ်ပေးလိုက်တယ်လို့ TNL ပြောတဲ့သတင်းကိုတင်ပြပေးပါမယ်။တအောင်ပြည်နမ်စန်ခရိုင်မှာမူရစ်စေးဝါသုံးဆွဲသူ43ဦးကိုအချင်းစာရိတ်တာပြုပြင်ပေးပြီးတော့အေဗလ9ရက်နေ့မှာ ပြန်လွတ်ပေးခဲ့တယ်လို့ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSNLF TNL ကထုတ်ပြန်ထားပါတယ်။နမ်စန်ခရိုင်အတွင်းမှာရှိတဲ့နမ်စန်မြို့နယ်ကမူရစ်စေးသုံးဆွဲသူ25ဦး၊မန်တုံမြို့နယ်က5 ဦးနဲ့တေပေါ်မြို့နယ်ကမူးယစ်ဆေးသုံးဆွဲသူ73ဦးကို PSNLF TNL ရဲ့အချင်းစာရိတ်တာပြုပြင်ရေးစခန်းမှာ6လကြာအချင်းစာရိတ်တာပြုပြင်ပေးခဲ့တယ်လို့ဆိုပါတယ်။ PSNLF TNL ရဲ့အချင်းစာရိတ်တာပြုပြင်ရေးစခန်းမှာ6လကြာနေခဲ့ရသူတွေဟာတအောင်ပြည်ရဲတပ်ဖွဲ့ကဖမ်းဆီးရမိခဲ့တဲ့မူးယစ်ဆေးသုံးသူတွေလည်းပါတယ်လို့သူတို့ရဲ့မိဘအုပ်ထိန်းသူတွေကိုယ်တိုင်အချင်းစာရိတ်တာပြုပြင်ပေးဖို့လာရောက်အနှံတဲ့သူတွေလည်းပါတယ်လို့သိရပါတယ်။ မွေစည်းဝါးသုံးဆွဲသူတွေအနေနဲ့ပထမအချိန်မှာဆိုရင်အင်ဂျင်ဆာရိတာပြုတ်ပြင်းရေးစခန်းမှာ6လကြာပြစ်မှုခံရမှာဖြစ်ပြီးတော့ဒုတိယအချိန်မှာဆိုရင်3နှစ်ကြာပြစ်ဒဏ်ခံရမယ်လို့အတည်ပြုထားပါတယ်။ပြီးခဲ့တဲ့မလအတွင်းတုန်းကလည်းမိုးကုံမြို့နယ်ကမွေစည်းဝါးသုံးဆွဲသူ85ဦးနဲ့မိုးမိတ်မြို့နယ်က35ဦးကိုပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF TNL ကအင်ဂျင်ဆာရိတာပြုတ်ပြင်းပေးပြီးတော့ပြန်လွတ်ပေးခဲ့တယ်လို့ PSLF TNL တတင်းနဲ့ပြန်ကြားရေးဌာနမှတ်တမ်းတွေအရသိရပါတယ်။10 20 စ်စင်ရေးမတိုင်ခင်ကတာဟုံးပြည်အတွင်းမှာမွေးရစည်းဝါးသုံးဆွဲသူများခဲ့ပေမဲ့ PSNLF TNL အုပ်ချုပ်ပြီးတဲ့နောက်ပိုင်းတရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေလှုပ်ဆောင်နေပြီးတော့မွေးရစည်းဝါးရောင်းဝယ်တာနဲ့သုံးဆွဲသူတွေကိုထိထိရောက်ရောက်အရေးယူနိုင်ခဲ့တယ်လို့ PSNLF TNL ကထုတ်ပြန်ထားပါတယ်ခင်ဗျာအခုတင်ပြခဲ့တဲ့သတင်းတွေကိုတော့ Radio NUG သတင်းတောက်ကိုခန့်နဲ့တာကီတို့ကပေးပို့ထားတာဖြစ်ပါတယ်ခင်ဗျာ